မင်္ဂလာပါရှင်ဒီနေ့ညစာကိုတော့ထမင်းမောက်ပူပူလေးချက်စားပြပါရယ်ချက်နီးလေးကလည်းလွယ်ကူပြီးတော့အရင်စားလို့ကောင်းပါတယ်ရှင်ချီပြန်ရင်းနေချက်စားနေရတာဤလာပြီဆိုရင်တော့ခုလိုမျိုးလေးချက်စားကြည့်ပါနော်အရင်ဦးဆုံးကြက်ရုံသားတွေကိုအတုံးသေးသေးလေးတွေတုံပါမယ်။ အရသာအတွက်ကတော့ကြက်သားမဟုတ်တကြားနဲ့ပဲငံပြရဲ့အခြေအနေနဲ့ရဲ့ငေကောင်းမှုရဲ့ထဲပါမယ်အသားတွေတဲကိုအရသာဝင်သွားအောင်နေပေးလိုက်ပါမယ်အသားပြားနည်းနည်းချက်ပြီးတော့ကင်မှုအတွက်ထားလိုက်ပါမယ်ရှင်ပြီးရင်တော့ရေခဲတတာတဲကိုကနားနှစ်ထားပါမယ်အသားနှစ်သားတော့မှာတော့ငုံလေးတွေပြုတ်ပါမယ်ရှင်။ ဒါတွေကတော့ထည့်ချက်မဲ့အသီးနှံလေးတွေပါ။မုံညင်းဖြူထည့်ပါမယ်။ပန်းမွင့်ကိုလည်းအနေတော့အတုံးလေးတွေလှိဖြတ်လိုက်ပါမယ်ရှင်။ ငေးဥပွားလည်းထဲပါမယ်။ကိုစိတ်ကြိုက်အသီးနှံလေးတွေကိုကြိုက်ရထည့်လို့ရပါတယ်ရှင်။ဒီမှာဆိုရင်တော့အိမ်သားတွေကြိုက်တဲ့အသီးနှံတွေကိုပဲရေးထည့်ထားတာပါ။မောင်လာဥနီကိုတော့ပန်းမွေပုံစံလေးတွေပုံပြီးထည့်ပါမယ်။ ခရမ်းကျင်လေးကိုတော့အထက်ကအစီလေးဖယ်ပြီးတော့ထည့်ပါမယ်။မေမောင်းထဲမှာဆိုရင်ပဲပြားတုံးလေးကိုပါထည့်ပြီးတော့ချက်ကြပါတယ်။အိမ်မှာကပဲပြားထည့်ချက်လိုက်ရင်ဖယ်ပြီးစားကြတော့ဆိုတော့ပူနေလို့ထည့်မချက်တော့ပါဘူးရှင်။ပြီးသွားရင်တော့အသီးနှံတွေကိုစားရည်နဲ့ရေထက်စီပြီးတော့ရေစစ်ထားလိုက်ပါမယ်။အိုးတွေကိုစီနေနေထည့်ပြီးတော့ထောင်းထားတဲ့ကြက်သွင်မြူထည့်ပြီးစီတတ်ပါမယ်။ အရသာနှက်ထားတဲ့ကြက်သားတုံးလေးတွေထည့်ပါမယ်။ကြက်သားလေးတွေကသူ့ထဲကအရေးထွက်ပြီးလှိမ့်ပေးနေရင်လည်းကျက်လာပြီဆိုရင်တော့အသေးနံတွေထည့်လိုက်ပါမယ်။ခီးဥစီထည့်ပါမယ်။ပေးငံပြားရဲ့အကျဲနဲ့အပြစ်နဲ့ထည့်ပါမယ်။တကြားနဲ့ကြက်သားမုတ်ထည့်ပါမယ်ရှင်။ဒါကတော့ရေချိုစိန်ထားတဲ့ကျွံ့ရင်းမုံလေးတွေပါရှင်။အလုံးထည့်ပြီးသွားပြီဆိုရင်တော့အရွက်တွေမြို့ယူရေးထည့်လိုက်ပါမယ်။ရေကတော့ကိုစိတ်ကြိုင်အနည်းများချိန်စားပြီးထည့်လို့ရပါတယ်ရှင်။

ငါမျိုးဆက်တရုတ်မဆလာနဲ့ငေုပ်ကောင်းထဲပါမယ်ရှင်။အခုဆိုရင်တော့ဓမင်းမောင်းဆိုင်ထဲကိုဝင်လိုက်ရင်ရတဲ့အနက်မွမွေလေးရနေပါပြီရှင်။ကော်ရီအနေထားကလည်းတော်ပဲဆိုတော့ဓမင်းမောင်းချက်ပါပြီ။အိုးထဲကိုထောပက်စီနည်းနည်းတုပ်ပြီးတော့ကင်ပါမယ်။ထောပက်စီထည့်ပြီးတော့ကင်လိုက်ရင်ထွက်လာတဲ့အနက်လေးကအရင်မွေးပြီးစားကောင်းပါလေရှင်။ သားခင်လေးလည်းချက်သွားပြီဆိုတော့ပွဲပြင်းမှုအတွက်အတုံးလေးတွေလီးပြတ်လိုက်ပါမယ်အလုံးချက်သွားပြီဆိုတော့ထမင်းပူပူလေးနဲ့တွဲဖက်စားလို့ရပါပြီရှင်။ ခေါ်ပြီးတခွားချင်လေးနဲ့လည်းတွေ့စားပါမယ်။အခုဆိုရင်တော့စိုက်မစားသလိုမျိုးအနံ့မွေလေးနဲ့ထမင်းမောင်းပူပူလေးစားလို့ရပါပြီရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးပဲဘေးရန်ကင်းကွာပြီးတော့ကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေရှင်။